တားသမီးကိုချစ်တယ်ချစ်တယ်ဆိုပြီးတော့အားလုံးပဲမင်္ဂလာပါရှင်ကိုချစ်ရတဲ့တားသမီးတွေအပေါ်မှာနော်စိတ်လိုမကြတာအားမရတာတွေကြောင့်စူပူမိတာတွေရိုက်နှက်မိတာတွေပြောဆိုမိတာတွေပြုတ်လုံနေမိပြီဆိုရင်တော့ကိုကဘလို့အုတ်ထိန်မှုပုံစံနဲ့တားသမီးကိုအုတ်ထိန်နေတယ်ဆိုတာကိုပြန်ပြီးတော့ sensitive ဖို့လိုပါလိမ့်မယ်ပထမဗီဒီယိုလေးမှာတော့မိဘအုတ်ထိန်မှုပုံစံနံပါတ်1ကို ပြောပြခဲ့ပြီးပြီပေါ့နော်အခုဒီဗီဒီယိုလေးမှာတော့နံပါတ်1ကိုဆက်လက်ပြီးတော့ပြပြပေးသွားပါမယ်ရှင်အမျိုးအစားကြတော့သူကဘယ်လိုလဲဆိုလို့ရှိရင်အလိုလိုက်တဲ့မိပါပေါ့နော်အလိုလိုက်တဲ့သားသမီးနဲ့လည်းပွင့်လင်းလင်းဆက်ဆက်မှုရှိတယ်နှွေးထွေးတယ်ဒါပေမဲ့သူကစီကန်းကိုကြတော့နော်တိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုရင်တင်းကျပ်မှုမရှိဘူးပေါ့နော်တင်းကျပ်မှုမရှိခလေးကိုလည်းကိုပိုင်းရွေးချယ်ပိုင်ခွင့် ပေးထားတယ်ပေါ့နော်အဲ့ဒီကလေးတွေကကြတော့ဘလို့ပုံစံနဲ့ကြီးပြင်းလာလဲဆိုရင်မိမိကိုယ်ကိုလေးစားမှုနဲ့လူမှုဆက်ဆံရေးကောင်းလေးတွေအားတော့ရှိတယ်ဒါပေမဲ့စိတ်ညံနဲ့ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းတိတ်ပြီးတော့မရှိဘဲနဲ့ဒီကိုကောင်းဆန်တဲ့ကလေးတွေအဖြစ်ကြီးပြင်းလာတယ်ပေါ့နော်ဒါကတော့နံပါတ်1မိဘအမျိုးအစားပဲဖြစ်ပါတယ်ဒါကကြတော့နံပါတ်2ကတော့အာနာရှင်ဆန်နဲ့စီကန်တင်းကျက်လုံးနဲ့စီကန်ဖောက်ပြက်လို့ရှင်လဲကြီးမားတဲ့ပြစ်ဒဏ်ပေးတယ်တားသမီးတွေကိုလည်းသူကမျှော်လင့်ချက် ကြီးကြီးမားမားထား တယ်အမားလုံးဝအလုံးမခံတဲ့မိဘမျိုးပေါ့နော်အဲ့လိုသားသမီးတွေကြတော့သူကညှွန်ကြားချက်တွေတော့လိုက်နာတယ်ကောင်းမွန်စွာတော့ပြုမှုတတ်တယ်ဒါပေမဲ့ကလေးတွေကကြတော့ကိုကိုတိုင်းဆုံးဖြတ်ချက်တွေမချရဲဘူးပြီးလို့ရှိရင် စိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေရှိလာပြီးတော့ပျော်ရွှင်မှုမရှိဘဲနဲ့ကြောက်ရွံ့အားငယ်တက်တဲ့ကလေးတွေအဖြစ်ကြီးပြင်းလာတယ်ပေါ့နော်။ကျတော့နံပါတ်၄မိဘကသူကကျတော့လစ်လူရှုထားတဲ့မိဘပေါ့နော်။လစ်လူရှုတတ်တဲ့မိဘပေါ့နော်။ဘလို့လဲဆိုရင်တားသမီးတွေရဲ့လိုအပ်ချက်တွေကိုအကုန်လုံးဖြည့်ဆည်းပေးတယ်။ ဒါပေမဲ့တားသမီးတွေကိုတိတ်ပြီးတော့ဂယုမဆိုင်ဘူးသူတို့ရဲ့စိတ်ခံစားချက်ဘလို့ဖြစ်နေလဲပေါ့နော်အဲဆိုတော့လုံးဝနှွေးထွေးမှုမရှိတဲ့မိဘဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကလေးတွေကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ကအဲသူများကိုတိတ်ပြီးတော့ဂရုမစိုက်တတ်ဘူးเนาะစိတ်ခံစားချက်လည်းလွယ်တယ် ကိုကိုကိုထိန်ချုပ်နိုင်စွမ်းမရှိဘဲနဲ့လူမှုဆက်ဆံရေးညံပြင်းတဲ့ကလေးတွေအဖြစ်ကြီးပြင်းလာတယ်ပေါ့နော်အဲ့တော့ကျမတို့ကနော်အဲကိုချစ်တယ်ကိုမွေးထားတဲ့သားသမီးမိမိရဲ့သားသမီးကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့နော်တော်စေခြင်းနဲ့တတ်စေခြင်းနဲ့လိမ္မာစေခြင်းနဲ့ဆိုပေမဲ့မိဘတွေကိုယ်တိုင်ရလေကိုကိုကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ဖို့လိုပါတယ်ခုလောက်ဆိုရင်တော့ကိုချစ်ရတဲ့သားသမီးကိုဘလို့အုပ်ထိန်မှုပုံစံနဲ့အုပ်ချုပ်တယ်ဆိုရင်အကောင်းဆုံးဆိုတာကို အဲတိမဲလို့ထင်ပါတယ်ရှင် KG ကနေပြီးတော့ grade 5အထိ online ပေါ်ကနေပြီးတော့မြန်မာစာဘာသာတစ်ဘာသာလေးကိုပဲတည်သက်တင် जा ပေးနေတယ်ဒီချက်ဆန္ဒဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်